series တွေစပြီးတော့အအစမှာဗောနော်ရဲရဲဝုန်းဝုန်းနဲ့ဒီလောကတွေကိုပြုတ်ဝင်လိုက်တဲ့အဲ့အစလေးအနေအတူချုံလေးပြောပြပါလားအအစတော့ကဆိုရင်ဒါကျွန်တော်ကျွန်တော်မမီတလောက်ဆိုရင်2012လောက်ကဖြစ်မယ်ခင်ဗျ2012လောက်ကနေပြီးတော့ကျွန်တော်ဒီပြိုင်ပွဲလေးတွေကျွန်တော်ပြိုင်နေဟုတ်ကဲ့ပြိုင်ပြီးတော့ပြိုင်ပြီးတော့တိတ်မကြောက်ခင်ဗျာလာပိုင်းပဲရှိသေးတယ်ဒါကျွန်တော်ဒီ MRT4 ကပဲ Forever Group ကပဲကျွန်တော်တို့ အာ TV ရုပ်သံဇာတ်လမ်းတွဲလေးတစ်ခုရိုက်မယ်ဆိုပြီးတော့ကျွန်တော်ကိုတည်င်းပေးတဲ့သူကအာဖုံးချိန်ခန့်ကိုဖိုးသားဘာကြောင့်လဲဆိုတော့ကျွန်တော်ကကြတော့မန္တလေးသားဖြစ်တဲ့အတွက်ကျွန်တော်မန္တလေးမှာနေနေတာအဲ့ချိန်ဟုတ်တော့ဟုတ်တော့ဆိုတော့တည်င်းနေရာလဲကျွန်တော်စီမရဘူးအဲ့ကိုဖိုးသားကိုညီလေးကိုချစ်တဲ့စိတ်နဲ့သူကညီလေးဒီလိုလိုရှိတယ်အာညီလေးလာခဲ့ဆိုတော့ကျွန်တော်ဘာမှဒီတိမသိဘူးအဲ့ဒါနဲ့ကျွန်တော်ချက်ချင်းထားပြီးတော့အာ express car နဲ့တက်လာပြီးတော့ကျွန်တော်နုပညာလောကတွေကိုအဲ့ဇလန်တွဲနဲ့ပဲစောင့်ဝင်ခဲ့တာ ျွန်တော်တို့စဝင်တုန်းကဆိုလို့ရှိရင်အဲအခုဒီကျွန်တော်တို့ Forever Group ကနောက်နောက်ပိုင်းဒီမွေးထုတ်ပေးတဲ့ talent တွေလိုမျိုးဟိုကျွန်တော်တို့ဟိုဟိုဘယ်လိုခေါ်မလဲအာ camp သွင်းပြီးတော့ဒီလိုမျိုးအာတင်တန်းနေပေးရည်လည်းမရှိခဲ့ဘူးအာရိုက်မယ်ဆိုပြီးတော့ရော့กว่าဆိုပြီးကင်မရာရှိကိုဒိုင်ပစ်တစ်ချပလိုက်တာဟာကျွန်တော်လေးဟိုလက်ကိုဟိုအနောက်ထားမှာလားအိတ်ထောင်ထဲထည့်ထားမှာလားဒီ ਆ ရီဆိုလို့ရှိရင်နှလုံးလေးဆိုအရန်ခုံတာ action လို့မခေါ်ခင်ကအရန်တုံတာ ဆိုတော့အဲ့ဒါလေးတွေကတော့ဘဝမှာအမှတ်တရလေးတွေပေါ့နော်ဟိုဒါကိုကောင်ကြီးပြောသလိုဒါဆဆဝင်ခဲ့ရတဲ့ဒါအချိန်လေးတွေ